ြပြီသူများရှင်ဒီကနေ့ဟာဆိုရင်တော့ကျမတို့မြန်မာလူမျိုးတွေရဲ့တည်ငြိမ်လာပြည့်နေ့အပြီးတမအခါတော်နေ့ပဲဖြစ်ပါတယ်။နှစ်စဉ်ကျင်းပလေးရှိတဲ့တည်ငြိမ်မိထုံပွဲတော်ဟာဆိုရင်အများပြည်သူယုံပိတ်ရဲ့ကြောင်းပိတ်ရဲ့ဖြစ်တာကြောင့်လဲဖရာစီတီပထိုးများမှာစီမီထွန်းညီပူဇော်သူတွေပွဲစည်းတမ်းများမှာတောက်ရောက်လေ့လာလဲဘက်သူတွေနဲ့စီကားများပြားလေးရှိတဲ့နေ့တနေ့ပဲဖြစ်ပါတယ်။ဒီကနေ့မှာဆိုရင်လဲကျမတို့အပူတိတ်ဖွဲ့သားတွေရာရန်ကုန်မြို့ရဲ့တည်ငြိမ်လာပြည့်နေ့ညမြင်ကွင်းတွေကိုရိုက်ကူးတင်ဆက်ပေးခြင်းပါတယ်ရှင်။ ကနေ့အောက်တိုဘာလ28ရက်နေ့သတင်းကြိုလာပြည်နေညမှာဆိုရင်လည်းပဇွန်တော်မြို့နယ်မှာကျင်းပပြုလုပ်နေတဲ့ရေကြောပွဲစီမှာဆိုရင်တငယ်ချင်းအပေါင်းအသင်းများနဲ့လာရောက်လည်လာလဲပဲကြသလိုမိသားစုလိုက်လာရောက်လည်လာလဲပဲကြတဲ့သူတွေကိုလည်းတွေ့မြင်ရပါတယ်။ င်ကျင်းပပြုလုပ်လို့ရှိတဲ့ရေကြောပွဲစီမှာဆိုရင်တော့မြမယူရအစားအစာတွေလူသုံးကုန်ပစ္စည်းတွေအဝတ်အထည်တွေအမျိုးသမီးသုံးဆောင်ပစ္စည်းတွေခလေးကစားစရာတွေစားအုပ်စားတန်းတွေမိဖို့ကြောင့်သုံးပစ္စည်းတွေကိုခင်းကျင်းရောင်းချထားသလိုအများသူငါစိတ်ဝင်စားကြတဲ့ခင်းကစားနည်းတွေဘေဒင်ခြာရဟတ်အစားအစာတွေကိုလည်းရန်ကုန်မြို့မှာရှိတဲ့ပြည်သူတွေကိုလာရောက်လည်လာလက်ပတ်နိုင်ဖို့အတွက်ဆွဲဆောင်နေပါတယ်။ တို့ကကော့မှုကပါသကောတဝါပစ္စည်းပါပဲတလားကိုနှစ်ခေါက်သုံးခေါက်ပေါ်နေနေတယ်တော့မလာပါဘူးနှစ်ခေါက်သုံးခေါက်တလားကိုခါကြလိုင်း၁၀လောက်ကြတယ်၅ရက်လောက်ကြတယ်ပေါ်ကြီးတို့တစားမိုးလာသူလက်မတော်ပွဲရှိတယ်လေလက်မတော်ပွဲရောက်မယ်နောက်ကျတော့ဦးတို့ကြိုက်ခေါက်တို့ပါတို့ခရမ်းတို့အဲပွဲစည်းတွေလိုက်ရောင်းတယ်ဒီကနေ့ပွဲစည်းရမှာဆိုရင်တော့ကျမတို့မြန်မာလူမျိုးတွေနဲ့မကပါဘူးနိုင်ငံခြားသားများကလည်းစိတ်ဝင်စားနဲ့လာရောက်လည်လာနေကြတာကိုတွေ့မြင်ရပါတယ်ရှင် ပါပြီသူများရှင်သတင်းကြိုလာပြနေရဆိုရင်တော့မိထွန်းပွဲတော်လည်းဖြစ်တာကြောင့်လဲပျော်ပွဲရှင်ဝဲများမှာတွားရောက်လေးလာလေးပဲကြားရသူတွေရှိသလိုဖျားစီတီပထိုးများမှာလည်းတွားရောက်ပြီးတော့ဆင်မီထွန်းညပူဇော်သူတွေလည်းရှိပါသေးတယ် ဖရားတော့ပုံမှန်တော့လာဖြစ်တယ်ပေါ့နော်ဒီနေ့ကျမှလာပြင်းနေလဲဖြစ်တော့တငယ်ချင်းနေနဲ့စုပြီးလာခဲ့တာပါစုံဝင်ပင်အများကြီးပဲလျှောက်ပြီးကြပါမနေ့ကဖရားသွားတယ်ကျွေးပြေးပွဲစားပြန်တော့ဘာမှမလုပ်ဘူးအိမ်မက်ပြန်ပြန်ပါမနေ့ကတော့တငယ်ချင်းနေနဲ့မုတ်သွားစားဖြစ်တယ်ပေါ့နော်အခုညနေဖရားအပြန်ဆိုရင်ပွဲစေးလျှောက်မှာပါရှိတော့ပွဲစေးဟုတ်မနေ့ကမတော်ဖုန်းချောင်းသွားတယ် ပုံကြောင်းကနေပြီးတော့တိုင်းသားကြီးရသွားတယ်တိုင်းသားကြီးကနေပြီးတော့ဟိုမြောက်ကလာလေကန်တာပန်းချင်ဝင်သွားတယ်အဲ့ရနေပြီးအခုဒီရောက်လာအစီတီပြီးတော့ရင်တော့မောင်နှမိုင်နဲ့ဖျားဖူးအောင်မယ်ပေါ့နော်ဟိုဒီရဲ့ဟိုစီမီပူဇော်ပွဲမှာလည်းနည်းနည်းပါဝင်ခြင်းသေးတယ်ပေါ့ပြီးတော့မှရေတော်ပွဲသေးလေးရှိရတော့နည်းနည်းတလျှောက်လဲမယ်ပေါ့ကလေးတွေပြောရင်တော့ပြောတာပါပဲဟုတ်တယ်လားသူတို့တွေပြောဖို့အတွက်ကိုလိုက်ဖို့ပြရတာလေနော်အဲ့ဒါကြောင့်အကုန်လုံးစိတ်ချမ်းချမ်းသာသာလေးနဲ့ပြောပါစေလို့ပဲဆုတောင်းမိပါတယ် မတို့ဒီနေ့ဟိုရုံးလဲပိတ်တယ်အကုန်လုံးပိတ်တယ်ဆိုတော့လေအကုန်လုံးညီမတွေနဲ့အကုန်လုံးပြောရရှင်အရှောက်ရှောက်လဲကြတာမတို့လားအော်တော့ပဲမောင်ကြီးကဖိနှားလေချားကြီးသွားစီးတယ်ပြီးတော့ကလေးတွေတို့ကလဲကားလေးလေအဲ့ဒါစီးတယ်ပြီးတော့ဟိုနားမှာမုံလေးစားကြတာ မတို့ဖေးကတော့အများအားအဲ့လိုမျိုးပေါ့နော်ဟိုပွဲတော်တွေပါဒီအရန်အကူညီလိုအပ်တဲ့နေရာမျိုးတွေပါကြာအများအား activity တခုတော့လုပ်ဖြစ်ပါတယ်ဒါနဲ့ဒီရဲ့သတင်းကြွလေးလာပြင်းနေတယ်လက်တိုက်ဆိုင်တာနဲ့မတို့တွေကအေးလေးတိုက်ကြခြင်းနဲ့ဆိုပြီးတော့အကုန်လုံးဖွဲ့စုပေါင်းပြီးလုပ်ဖြစ်သွားတာပါဒီအေးတိုက်ဖို့အတွက်ကိုဟိုဟာဟိုအေးတွေဝဲတယ်ရေခဲတွေမာတယ်တမယာသီးတွေလီရဲလိုမျိုးတွေပေါ့နော်ဟိုမနက်တစ်ပိုင်းကတော့လှုပ်ရှုပ်တယ်နေ့လယ်ပိုင်းကြာမှစပြီးတော့တိုက်ဖြစ်တာပါကက်သတင်းကြွမှလည်းအမတို့ဒီရဲ့ရှေဖုံးမှာပဲအများအားအေးလာလူဖြစ်တယ်ပေါ့ဒါမှမဟုတ်လို့ရှိရင်လည်းအမတို့ရွှေတကုံဖျားမှာရေတန့် ေတက်လှူတယ်ပေါ့နော်ကျန်ကုန်မြို့ပစွန်တောင်မြို့နယ်မှာရှိတဲ့ရှေဖုံဝင်းစေရော်မြကြီးမှာအဆိုရင်လည်းဖျားဖူးလာပြည်သူတွေစတူဒီတိုင်းကျွမင်းလူတန်းသူတွေလာရောက်စီမေးထွန်းညွှန်ပြသူတွေနဲ့များပြားစီကားခဲ့တာကိုတင်ပြခဲ့ရပါတယ်ရှင်။ ရဲ့ရှားရန်ရွေချက်ကတော့တရားမပေါ်ဘူးမြတ်စွာဘုရားရဲ့တာဝန်နဲ့နတ်ပြန်ဆင်းတဲ့ခါမှာစီမီနဲ့ပူဇော်ပြီးတော့ကတော့ပါပဲပြီးခဲ့တဲ့လွန်ခဲ့တဲ့တပတ်လောက်ကနေပြီးတော့အကုန်လုံးစီစဉ်ထားပါတယ်အဲဒီစီမီထွန်းတော်ပဝါယနာပွဲရောပါအကုန်စီစဉ်ထားတယ်အဲဒီဘုန်းကြီးတွေပြင်ပြီးတော့တပဝါနာကကတ်တာပဲပူဇော်ရတယ်ခြေဘုန်းကြီးကစီမီထွန်းတော်ပြင်တော့တပည့်တော်အစီအစဉ်မရှိပါဘူးတဲ့ကလေးတွေပဲပါရမီဆင်းရကလေးတွေဝတ်တင်းနေ ဝတ်တင်းတွေကတော့ပြီးကြပြီပေါ့လေကလေးတွေကလည်းဒီနေ့တိုင်ဝတ်တက်နေတာပေါ့ ျမ်းပါစေကုန်းချမ်းသာခြင်းပြုတော်ပါစေလို့ဆုတောင်းပါတယ်ညီမလေးဒီကအားလုံးကျမ်းပါစေချမ်းသာကြပါစေလို့အားလုံးကျမ်းပါချမ်းသာမင်္ဂလာပါတည်းတင်းကျိုးလာပြည့်နေပါအားလုံးပျော်ရွှင်ဖြစ်ပါစေဆုတောင်းပေးပါတယ်ညီမတနိုင်ငံလုံးအေးချမ်းသာရပြီးတော့စံရင်စပါးပေါများပါစေအကုန်လုံးကျမ်းပါချမ်းသာကြပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ခဏရသားသမီးများအားလုံးစိတ်ကျမ်းပါခြင်းကိုယ်ကျမ်းပါခြင်းနဲ့ပြည့်စုံပြီးလို့ရင်ဆန္ဒအားလုံးလည်းပြည့်ဝပါစေလို့ကြောက်ကြပါရဲ့ခေလျှောက်ပြီးတော့ပေါ့လေပြည်သူလူထုအားလုံးကျမ်းမချမ်းသာပြီးတော့ဘေးကင်းရှင်းပါစေလို့အားလုံးဆုတောင်းပါတယ် မိဘပြည်သူများရှင်အခုကျမတို့အတူတိတ်ဖွယ်သားတွေရိုက်ကူးတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်မြို့ရဲ့သတင်းကျလာပြည်နေညရင်ခွင်းနေပဲဖြစ်ပါရဲ့ရှင်ဒီစီဇန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါရဲ့ရှင်